မတို့ဒီနေ့ရောက်ရှိနေတဲ့နေရာကတော့အိုင်တောင်ကြီးကျေးရွာဖြစ်ပါတယ်နန်းသေးအုပ်စုထဲမှာပါဒီမှာဆိုလို့ရှိရင်ပျက်စီးမှုဧရိယာတော်တော်များပါတယ်ကျမတို့ဒီအဓိကကဘာလဲဆိုလို့ရှိရင်ဒီနေ့ကပြည်နယ်ကျန်းမာရေးရဲ့ညွှန်ကြားချက်နဲ့ကျမတို့ဒီမှာအစီကံလာရောက်ပြည်သူပြည်ဒီမှာရှိရွာသူရွာသားပေါ့နော်အဲဒီတထောင်ကျော်ဒီအိမ်အောင်စုအားဖြင့်ကျမတို့ဒီ268အိမ်အောင်စုကိုကျမတို့လာပြီးတော့စောက်ရှောက်ပေးခြင်းဖြစ်ပါကျမတို့စောက်ပေးခြင်းဖြစ်ပါတယ်ဒီနေ့ဆိုလို့ရှိရင်ကိုဝင်ဆောင်တဲ့ကျမတို့ဒီအားလုံးပေါင်း73ယောက် ောက်နောက်အသက်ကြီးရွယ်ဦးအားလုံးအကြောင်း60နီးပါးကိုကျွန်တော်အာဟာရထောက်ပံ့မှုပေးပါတယ်ရှင် ုလိုမျိုးပေါ့နော်ညီမတို့ရွာကအခက်ခဲဖြစ်နေတဲ့အချိန်မှာပေါ့နော်အခမဲ့စစ်ကူတာမှုတွေပေါ့ဒီဘရာအခမဲ့တာဘရာဟီတာနေပြီးတော့ပေါ့နော်အခမဲ့စစ်ကူတာမှုတွေပြီးလို့ရှိရင် အဲပစ္စည်းလေးတွေပေါ့စားနိုင်ရခါတော့ဆန်စီစေးစားပေါ့เนาะအဲ့လိုမျိုးလေးလာရပြီးတော့မှထူတန်ပစ်တဲ့အတွက်လည်းကျေးဇူးတင်နေရှင်ဟုတ်အထို့ဒူကျမတို့ဒီမှာရွာသူရွာသားတွေကိုကျမတို့ညှမ်းမာမှုစောက်ရှက်မှုပေးတဲ့အခါမှာတချို့ကိုဝင်ဆောင်နေတဲ့ရကလေးမွေးခြင်းနဲ့ကလေးမွေးတော့မဲ့အဲအခုအင်းလေးပါပေါ့နော်သမီးလေးတယောက်ကိုတွေ့ပြီးတော့အခုညောင်ရှိခံပြစ်တာဆေးရုံမှာကလေးမွေးပေးဖို့လွှတ်လိုက်ပါပြီရှင်မနေ့ကလည်းကျမတို့ရှေ့ဝကြီးမှာအဲဒီကိုဝင်ဆောင်၄ယောက်တည်းရတယောက်ကညအမွေးရဲ့ဆိုလို့သွားကြည့်ပြီးပါပြီအဲ့ဒါလည်းကျမတို့ ထောက်ပံ့မှုတသိန်းပေးခဲ့ပါတယ်။တသိန်းထောက်ပံ့ပါတယ်ခင်ဗျာနော်။ တော့ကျွန်မတို့အတွက်တော့မှာမွေးပေးတဲ့ဆရာမကိုလည်းထောက်ပံ့မှုပေးခဲ့ပါတယ်။အဓိကပြောချင်တာကတော့ဒီဒီချေးရွာအတွင်းမှာရှိတဲ့ကိုဝင်ဆောင်နေနောက်ကျွန်မတို့ကလေးသူငယ်တွေနောက်တက်ကြီးရွယ်အိုတွေကိုကျွန်မတို့ကအဓိကထားပြီးရောစောက်ရှောက်မှုလာပေးတာပါ။ဆေးရုံဆေးကန်လာပြဖို့ခက်ခဲတဲ့လူတွေပြီးတဲ့အခါကျတော့ကိုဒီဒီပေါ့နာတာရှည်ပေါ့နော်ကျွန်မတို့ဟိုဒီဒီယောဂမှာအဲဒီ hypertension တို့ဈေးကြိုးတို့ဒီအဲသွေးတိုးတို့ပေါ့နော်ဒီဒီအရင်းနဲ့ပတ်သက်ပြီးတော့အဲကုသဖို့ ှုကာကွယ်မှုနောက်ကကျတော့ကမတောက်တဆစီးတွေမပြတ်သွားအောင်ကျမတို့ကဒီအဲကျမကြီးဆရာမကြီးနဲ့တွဲပြီးတော့လာရောက်ကုသပေးခြင်းဖြစ်ပါတယ်ကျမတို့လာရောက်ကုသမှာဆရာဝန်2ဦးပါပါတယ်ဆရာမကြီး2ဦးပါပါတယ်သူနာပြုကု9ဦးနဲ့ကျမတို့အားလုံးဝန်ထမ်း17ယောက်နဲ့ကျမတို့လာရောက်ကုသပေးတာဖြစ်ပါတယ်ရှင်ကျောင်းနမယဦးခင်မတော်ခေါ်ပါတယ်ဗျကျွန်တော်ကဒီကြည့်ရအောင်ရှုပ်ရှုပ်ဦးပေါ့ဒါမဲ့ကျွန်တော်အိမ်တော်ဒီရွာအိမ်တော်ကြီးကြီးပါမနော်ခုကျွန်တော်အိမ်တော်ကြီးရွာမှာငယ်လေးမိသားစုပြည်စည်းသွားတဲ့အိမ်ရှင်များ တော်များများလည်းပြည့်စည်ခဲ့ပါတယ်အခုလိုပဲကျမကြီးဆောင်ဆောင်မှုနေနဲ့လာရောက်ပြီးတော့တို့တောင်ချမ်းပြည်နယ်မှာရှိတဲ့တောင်ကြီးမြို့နယ်မှာရှိတဲ့ဒီစီယုံကြီးတွေပေါ့ခင်အခုဆိုဒီနေ့ခင်မြတာခင်မြတာစီယုံလို့လာမခင်မြတာစီယုံမှာလာရောက်ကူညီစီကူတော်မှုခိုင်းပြလို့ပြတယ်ကျွန်တော်တို့ကအထူးဝန်သားပါတယ်ဗျာအဲ့လေကျွန်တော်တို့ကအခုချိန်ဒီစီကူတော်မှုတော့အိမ်မှာလာခက်ခဲနေတဲ့ချိန်ပါဗျာတွားရင်လာရင် နေရေးဆိုင်တော်ရမဆာခက်ခဲရှင်အခုလိုလာရောက်ကူညီပြီးတော့ကျွန်တော်တို့ကအသိတဲ့အတော်မှာပြောကျွန်တော်အမြဲအမြဲတမ်းအမြဲတမ်းဝန်တာပါတယ်ဗျာကဲအလုံးကျေးဇူးတင်ပါတယ်ဒါကတော့ညီမတို့ဘယ်နေ့ရမွေးသွားတာသမီးအဲ3လပိုင်း3လပိုင်း14ရက်ကမွေးသွားတယ်မိမိအခုဆင်ကျွန်တော်တို့ဒီမှာအိုင်တောင်ကြီးမှာဆေးလာကူးတဲ့အချိန်မှာမိမိကလာပြန်ပြီးတော့ပြတာပါထိမိသွားသေးလားသမီးက ်တခြားနာနေဩအဲ့ဒါကိုထည့်အောင်တိစာပြောပြမယ်နော်ဟုတ်ပြီဟုတ်ပါပြီတမီးနော်ဒီစာယောဂဝိနာလည်းပျောက်ကင်းပါစေကလေးလည်းကျမချမ်းသာပါစေတမီးတို့ကျမချမ်းသာပါစေနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ